Chelsea မှာ defensive action အကောင်းဆုံးကစားသမားဖြစ်တဲ့ Moisés Caicedo မင်္ဂလာပါဗျကိုခိန်း Chelsea fan page ကနေအပြောင်းအလဲအများလုံးကိုကြိုးစားပါရစေဒီ video လေးမှာတော့ Moisés Caicedo ရဲ့ခံစစ်စွမ်းဆောင်ရည်ကိန်းတဲ့အချက်လက်တစ်ခုချင်းစီပေါ်မှာတုံ့တက်ဆွေးနွေးမှုလုပ်သားမှာဖြစ်ပါတယ်ကျတော့ defensive action ဆိုတာပါလေခံစစ်စွမ်းဆောင်ရည်မှန်သမျှကို defensive action လို့ခေါ်တယ်အကုန်လုံးပါမယ် လိုက် pressing ပေးတာတွေပါမယ် intercept တွေ block တာတွေ clearance တာတွေစသဖြင့်အကုန်လုံးပေါ့နော်ဆိုတော့ဒီလိုဂိမ်းတဲ့အချက်လက်တွေဒီများဖို့ဆိုရင်အဲ့ဒီကစားသမားပွဲတစ်ပွဲမှာတေချာပေါက်ခြေသွမ်းပြနိုင်မှုလို့တယ် opta analyze တို့လို data ကို analyze တေချာလုံနိုင်တဲ့ website တွေပို့ကစားသမားတယောက်ချင်းစီရဲ့စွမ်းဆောင်ရည်ကိုတေချာကောက်လောက်ပါတယ်အဲ့တို့ကြောင့်အခုဂိမ်းတဲ့အချက်လက်တွေက တိကျတယ်လို့လည်းပြောလို့ရတယ်။ဟုတ်ပြီအခုကျွန်တော်ပြောပြမယ့်ကိငနဲ့အချက်လက်တွေထဲမှာ tackles interception blocks clearance jewel စတဲ့ action တွေပါပါတယ်။ဒီထဲမှာအရေးကြီးဆုံးအချက်လက်ကတော့ possession ဝန်းတာပါ။ကျွန်တော်ကတော့ပြောခဲ့တဲ့ tackles တို့ intercept တို့စတဲ့ action တွေက attempts တွေဖြစ်ပါတယ်။ဟုတ်ပါရဲ့ဗျာ။ tackle 10ချိန် attempts တွေဒီထဲမှာ ဘယ်နှကြိမ် successful ဖြစ်လဲဆိုတာကို position ဝန်းတာနဲ့တိုင်းတာရပါလိမ့်မယ် successful ဖြစ်မှသာလျှင်ကိုက position ပြန်ပြီးရတာပါဒီလိုမှမဟုတ်ရင်တော့ကိုယ့်ရဲ့ position ကမရပဲပြိုင်ဘက်ကစားသမားစီကိုပဲပြန်ပြီးဒါမှမဟုတ်လေပြိုင်ဘက်အသင်းစီကိုပဲပြန်ပြီးပေးရမှာဖြစ်ပါတယ်အဲ့တော့ကြောင့် tackles တွေ intercept တွေကများနေုံနဲ့မပြီးသွားပဲ success ဖြစ်ဖို့အရန်အရေးပါပါတယ်ခင်ဗျာ okay အဲ့တော့ moses guy ဆိုတော့ဒီဒီနေ့ဘောလုံးရသည်မှာစက်တပွဲတိတိသူစော့ထားတယ်ဗောနော် မိနစ်ပေါင်းအပြင်945မိနစ်တိတိကစားထားပါတယ်။ဟောကျွန်တော်တခုပြောဖို့ကြံခဲ့လို့ဒီ defensive action ဆိုတာခံစစ်မှုတွေပဲပေးလို့ရတာမဟုတ်တိုက်စစ်မှုတွေလည်းပေးနိုင်တယ်။ကွင်းလေကစားသမားတွေလည်းပေးနိုင်တယ်။အနည်းနဲ့များတော့ကွာတာပေါ့ဗျာ။ထပ်ပါတော့ tackle တို့ blocks တို့ clearance တို့က central zone မှာစော့နေတဲ့ကစားသမားအများစုပို့ပြီးတော့ပေးနိုင်တယ်။အတောင်ပိုင်းကစားသမားတွေကတော့အဲ့ဒီအပိုင်းတွေတော့နည်းလိမ့်မယ်။ဒါမဲ့ defensive action ဆိုတာနေရာစုံမှာကစားသမားမျိုးစုံပေးလို့ရတယ်ဆိုတာကိုကျွန်တော်ကစိုးလို့တာပါ။နောက်ထပ်ဒီပိုင်းက Moises Caicedo က defensive action အကောင်းဆုံးကစားသမားဖြစ်လာတယ်ဆိုတာက Chelsea ရဲ့ခံစင်မှုတွေလိုအပ်ချက်များနေတယ်ဆိုတာပေါ်ပြနေတယ်လို့ပဲဗျအဲ့တော့ခံစင်မှုတွေတက်ကိုပိုကောင်းတဲ့ defensive action ပေးနိုင်တော့ကိုယ့်လည်းခံစစ်ကစားသမားလို့အတိတ်ပဲဖွင့်ဆိုရပါလိမ့်မယ်ဟုတ်ပြီအဲ့တော့945မိနစ်မှာ Moises Caicedo ဒီတပွဲပြင်းများကျွန်တော်3.24ချိန်တက်ကယ်စပေးထားပါတယ်ဒီတက်ကယ်စတေထဲမှာ success ဖြစ်တာတွေရောမအောင်မြင်တာတွေရောပါမယ်ပေါ့နော် ပွဲရည်အတွက်နဲ့ကျွန်တော်ပြန်ပြီးအချိုးကျကြည့်မယ်ဆိုရင် စက်တပွဲမှာ34ချိန်တိတိတက်ကယ်စတီပေးထားပါတယ်။နောက် intercept ဘောလုံးကိုကြားဝင်ဖြတ်တောက်နိုင်သွန်းပြိုင်ဘက်အသင်းကကစားသမားတယောက်နဲ့တယောက်ကြားထဲကဘောလုံးပေးပို့မှုတွေကိုကြားဝင်ဖြတ်တောက်နိုင်သွန်းလို့ပြောတာပါ။အဲ့ဒီ defensive action ရော pass ပါ defensive action လို့ခေါ်နိုင်ပါတယ်။အဲ့တော့ဒီ pass ပါ defensive action ထားပါတော့ intercept ပဲထားလိုက်ပါတော့ဗျာ။နော်အဲ့တော့ intercept ဒီ Moses Kaiser အနေနဲ့တပွဲပြဲများ2.48ချိန်ပေးနိုင်ပါတယ်။ ဒါကချယ်ဆီကစားသမားတွေမှာအကျန်းဆုံးပဲเนาะပွဲရည်အတွက်အားလုံးပေါင်းလိုက်မယ်ဆိုရင်သူ့ရဲ့ intercept ပေါင်းက26ကြိမ်တော့ရှိပါတယ်ကဲနောက်တစ်ပိုင်း blocks ဒါတော့ခံစစ်မှု အများစုလုတ်တဲ့ defensive action ပေါ့เนาะဒါမဲ့ Moses Kaiser ကအဲ့နေရာမှာလဲကျန်းနေတော့မှာပဲတပွဲပြင်းမြသူ့ရဲ့ blocks တဲ့အရေးအတွက်ဒီ3ညတသမ5ခွန်ကြိမ်ရှိပြီးတော့ဆက်တပွဲမှာဆိုရင်6ကြိမ်တိတိ blocks ခဲ့ပါတယ် clearance ပေါ့ရှင်းထုတ်တဲ့အချိန်ရည်အတွက်တွေက တပွဲပြင်းများတိတိသမတ၄၄ချိန်ရှိပါတယ်ဆက်တပွဲမှာဆိုရင်၁၂ချိန်တိတိရှင်းထုတ်ထားပါတယ်ကဲအရေးကြီးဆုံးအပိုင်းလာပြီ position ဝန်းခုနကကျွန်တော်ပြောခဲ့တဲ့ action တွေအားလုံးမှာ successful ဖြစ်ခဲ့တဲ့အချိန်ရတွတ်ဖော်ပြချက်ပေါ့နော်အ position ဝန်းတာကတပွဲပြင်းများ၅၃၄ချိန်တိဝန်းထားပါတယ်ပွဲစဉ်အားလုံးရတွတ်နေဆိုရင်ကျွန်တော် position ဝန်းက59ချိန်တိရှိပါတယ် okay ကျွန်တော်နောက်တစ်ပိုင်းက jewelry ပေါ့နော် jewelry ကလည်းအတင်းတင်းမှာ defensive action ပေးမှုအတွက်အရန်ကိုအရေးပါပါတယ်။ဟုတ်ကဲ့ကျွန်တော်ညီကိုတွေဘောလုံးပွဲကစားကြတယ်ဆိုရင်တော့ senior တော့ချက်မှာ Imac ခွန်ရှိကိုမောင်ငါ6ငါတော်လုံးမစ်တို့ကို member team unit ဖြစ်အဖို့စုကြီးတွေနဲ့ယုံကြည်သွားကစားနိုင်ပါတယ်။အသေးသေးသိချင်တယ်ဆိုရင်တော့ပပနံပါတ်3ညာကို6931380မှာဆက်သွယ်ဆုံးသံမေးမြန်းလို့ရပါတယ်။ဟုတ်ကဲ့တော့ jewelry အကြောင်းမပြောခင်မှာဒီအချက်လက်တွေကပရိသတ်တချို့တိတ်ပြီးစိတ်မဝင်စားနိုင်ဘူးဆိုပေမဲ့အရန်အရေးပါပါတယ်။အဲ့အတွက်ကြောင့် အစိမ့်ဝင်တစားနားထောင်ဖို့တင့်တယ်ပေါ့နော်ကျွန်တော်လည်းတေချာလေးရှာပြီးတော့ပြောပြပေးတာပါ Okay အဲ့တော့ jewel နှစ်ခုရှိတယ် ground jewels နဲ့ area jewels ဗမာမှုပြုရင်တော့ ground jewels ဒီအမြေပြင်မှာရှင်လူတဲ့အခြေအနေပါ area jewels ကတော့ကျွန်တော်ခေါင်းကုန်တိုက်တာပဲဖြစ်အမြင်မောတွေရှင်လူတဲ့အခြေအနေမျိုးဖြစ်ပါတယ်အဲ့တော့ ground jewels တောင်းအရင်ပြောမယ်တို့တဲ့ကျွန်တော်တပွဲပြဲမြ၈.၉၅ချိန် ground jewels ပေးထားပါတယ် ်ဝန်တာကတော့9.33ချိန်မှာတော်တော်ကျန်းတယ်လို့ပြောလို့ရတယ်ပါဆန်တေ့ချ်အားဖြင့်56.6ချိန် ground jewel တွေမှာ versus skies တို့ကအနိုင်ရရှိထားပါတယ်အဲ့တို့ကြောင့် premier league မှာလည်းအဲ့ဒီ ground jewel တွေအကျန်းဆုံးလို့ပြောနိုင်ပါတယ်ခင်ဗျာနောက်တစ်ပိုင်းကတော့ area jewels အမြင်ပေါ်ရှင်လူမှုစွဲရပါအမြင်ပေါ်ရှင်လူမှုမှာတော့ kaiser နည်းနည်းလေးတော့အားနည်းတယ်ဒါမဲ့လည်းလက်တင်ခံလို့ရတဲ့အချက်လက်ပါတပွဲပြဲများ1.14ချိန်အမြင်ပေါ်ရှင်လုံးမှုရှိတယ် အနိုင်ရရှိမှုက3.38ကြိမ်ပဲရှိတယ်ဒီအတွက်ကြောင့် percentage အားဖြင့်33.3ကြိမ်အထိပဲရှိပါတယ်ခင်ဗျာဒါကတော့ Moises Caicedo ရဲ့ defensive action တွေကိုသုံးသပ်ဆွေးနွေးမှုလုပ်ခဲ့တာပါဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်